အလုံးမမင်းလာပါဒီနေ့မှာတော့ Hope Clinic Service မှာတက်ရှင်ရေးဝန်ထမ်းပေါ့နော်ကြားမ50ဦးစတင်ပြီးတော့ခွင့်ပေးပါရှင်အလုံးလာရောရှောက်ထားမှုတွေအနေနဲ့ကတော့အသက်18ကနေပြီးတော့50အထိတော့လာရောရှောက်ထားနိုင်မှာပဲဖြစ်ပါတယ်ဒီညာရေးချင်းနေနဲ့ကတော့ ဒီမှာတက်ရှင်လာလုပ်မယ်ဆိုရင်လုံးဝလုံးဝမကန့်သက်ထားတာဖြစ်တဲ့အတွက်အလုံးလာရောက်လျှောက်ထားမယ်ဒီကုမ္ပဏီများအားလုံးကိုလေးစုစွာကျူးကျူးပါရယ်ဆိုတော့အတန်းပညာပြည့်စုံခဲ့ရပဲပြည့်ရပဲပြည့်စုံခဲ့ရပဲဖြစ်ဖြစ်ရေဝင်နယ်လာလျှောက်လိုက်ပါဒီမှာကအကုန်လုံးကိုကျူးစားရင်ကျူးစားသလောက်လုံနိုင်ရင်လုံနိုင်ဘယ်လောက်ပေါ့နော် ခေါင်းဆောင်ပိုင်းရှိပါတလန်းခွေရနိုင်ပါဆိုတော့လိုင်းရွှေဆက်ဖတ်မယ်ညီကောင်မောင်နှမများအားလုံးကိုနေစီစွာနဲ့ကျူစွလိုက်ပါရဲ့ဆိုတော့ဒီမှာကတန့်ရှင်ရာယူခေါ်ဆိုရာဆိုရင်မိသားတည့်ရက်တပေါင်းနဲ့စတင်ပြီးတော့ခွင့်နေပါရဲ့ဖြစ်ပါရဲ့လေးလပြည့်ပြီဆိုရင်တော့အခြေခံကသာတသိန်း၈တောင်းရမှန်ကြီး၅တောင်းဘောနက်၈တောင်းစုစုပေါင်း၃သိန်းချက်စတင်ပြီးရရှိမှာပဲဖြစ်ပါရဲ့နောက်ထပ်၆လပြည့်ပြီဆိုရင်တော့အခြေခံကသာတသိန်း၈တောင်းရမှန်ကြီး၅တောင်း စုကြည်တသိန်းသုံးသောင်းနဲ့စုစုပေါင်းသုံးသိန်းခြောက်သောင်းချက်ကိုရရှိသွားမှာပဲဖြစ်ပါတယ်ဆိုတော့အနေနဲ့အရေးရက်ကလာရောက်လျှောက်ထားရဲ့မဲဦးကမောင်တို့မများအားလုံးကိုနေခေတ်ကကြိုဆိုလိုက်ပါတယ်ဆိုတော့အလုံးလာရှောင်းမဲ့ကလေးအနေနဲ့အဓိကကတော့မပုံနေလို့ရှိဖို့လိုအပ်ပါတယ်မပုံနေမရှိဘူးဆိုရင်လည်းမိသားစုဝင်တူဦးရဲ့မပုံနေမှရှိရမှာမရှိအလုံးလာရောက်လျှောက်ထားမဲ့သူများအနေနဲ့ကတော့ငင်းကျုံမျိုးနဲ့ရန်ကုန်မျိုးမှာရှိရဲ့ရုံကိုလာပြီးတော့လျှောက်ထားနိုင်ပါတယ်လာရောက်လျှောက်ထားမဲ့ဆိုရင်တော့မနေ့ရှိနိုင်ခွဲက နေစပြီးတော့ interview ရှိပါတယ်။လောက်လျှောက်ထားရင်လူသားမဲ့စာရဲစာရင်းလေးတွေကတော့ CV ပေါင်းမပုံမြင်မင်းမိတ်သူတစ်ကောင်စီတို့မဟုတ်အိမ်နောက်စုစီရင်အကွက်ထောက်ခံစာမိတ်သူနဲ့ဓာတ်ပုံ license ဓာတ်ပုံဒုံပုံတွေကိုဆောင်လာခဲ့ရမှာပဲဖြစ်ပါရဲ့ရှင်။ လာရောက်ရှောက်ထားမယ့်တူများနေနေကတော့အမရုတင်ငန်းချုံမြို့နယ်ရန်ကုန်မြို့မှာရှိတဲ့အမှတ်၁၃ညာ၈၁ကကြီးသူမနာတင်လန်၁၆အပိုင်းလေးရပ်ကတင်ငန်းချုံတရက်တော်မှတ်တိုင်မှာရှိရုံကိုလူကိုယ်လာရောက်ရှောက်ထားပေးရမှာဖြစ်ပါရဲ့နေရနေပြီးတော့လမ်းမရှောက်ချင်တဲ့လူတွေအနေနဲ့ကတော့အမအခုခေါ်ပြထားတဲ့ဖုန်းနံပါတ်လေးကိုအဲလမ်းပြီးတော့ Viber ကနေပြီးတော့ကိုရေးရဆိုတဲ့အချင်းလေးကိုလမ်းပြီးတော့ပို့ဆောင်ပေးလို့ရပါတယ်အဲအားနေတစ်စိတ်အမရုပြန်ပြီးတော့ဆက်သွယ်ပေးပါမယ်ရှင့် အလုံးရှောက်သားသူတို့များအနေနဲ့ကတော့ရုပ်ဖတ်ဖို့ပြပါဖုန်းနံပါတ်ကိုမနက်၈နာရီရနေပြီးတော့ညနေ၅နာရီအတွင်းဆက်သွယ်ပြီးတော့အသေးစိတ်စုံစမ်းမှုမျက်နှာမှာရရှိဆိုတော့အဆောင်နေချင်တဲ့သူတွေရှိရင်လည်းရောက်ကြလေးတွေဆိုရင်တော့ရုံးဆောင်ရှိပါတယ်။ရောက်ကြလေးအဆောင်မှာလာရောက်ပြီးတော့နေထိုင်ပြီးတော့လုံခြုံရပါတယ်ရှိမိန်းကလေးတွေဆိုရင်တော့ညဟရုပ်ပကနေပြီးတော့အဆောင်လေးတွေကုရှာပေးပါတယ်ရှိအလုံးလာရောက်လျှောက်ထားမယ်ညီကောင်မောင်နှမများအားလုံးကိုနေဖြူစွာကျေးဇူးပါတယ်။အမရုကုံညီမတန့်ရှင်ရာထူးအတွက်အားလုံးကိုဆောင်နော်